မင်္ဂလာပါကျောင်းသားတော်တော်များများအသိကျင်ကြရဲပေါ့နော်ဒီအထက်တန်းပြီးသွားတဲ့ခါကျလို့ရှိရင်စင်ကာပူမှာဒီပလိုမာတန်းတွေလာပြီးတော့တက်လို့ရှိရင်ရောကိုယ့်ရဲ့ life တွေအဆင်ပြေနိုင်မလားဆိုတာမျိုးပေါ့နော်အမားတို့မြန်မာဘက်မှာလည်းပေါ့နော်ဒီဘွဲရပြီးသွားတဲ့အချိန်မှာဒီအလောက်ကန်အခွင့်အလမ်းတွေအတွက်ကိုအခက်အခဲဖြစ်နေတဲ့သူတွေအများကြီးရှိရဲအဲ့တော့ခါကျတော့ကိုယ့်ရဲ့အချိန်တွေကို waste မဖြစ်အောင်လို့ပေါ့နော်ဒီစင်ကာပူကိုလာပါလာပြီးသွားတဲ့ခါကျလို့ရှိရင်ဒီဒီပလိုမာတန်းတွေကိုတက်တဲ့အခါမှာပေါ့နော်ကိုယ့်အတွက်အများကြီးအကျိုးကျေးဇူးတွေရှိပါတယ်ပထမထောက်လာပါဆို လို့ရှိရင်เนาะဒီစာတွေ့တွေကိုတင် जा ပေးရဖြစ်တယ်။ပြီးသွားတဲ့ခါကျလို့ရှိရင်ကိုကလက်တွေ့တကယ်လုပ်ငန်းခွင်မှာဘာတွေလုပ်ရမလဲဆိုတာတွေကိုပါသိရအောင်လို့ဒီ on job training နေလည်းပေးပေးရဖြစ်တယ်။အဲ့ဒီ on job training အချိန်မှာဆိုလို့ရှိရင်လည်းကိုကလစာအနေနဲ့တထောင်ကနေပြီးတော့1500ဝန်းကျင်ထိပြန်ပြီးတော့ရကြရဖြစ်တယ်ပေါ့နော်။အဲ့ဒီဟာတွေပြီးသွားတဲ့အချိန်ကျတော့မှကိုက bachelor ဖြစ်ဆက်သွားခြင်းနဲ့ဆိုလို့ရှိရင်လည်းဆက်သွားကယ်လို့ဆက်မသွားခြင်းဘူးဆိုလို့ရှိရင်လည်းဒီအလောက်ကန်ခွင့်လန်းနေကိုကျွတ်အများကြီးရှိအောင်လို့ဒီဘက်မှာထားပြီးတော့ចောင်းတက်ခြင်းအဖြစ်ကိုရဲ့ဒီ career ရာအတွက်ကိုလည်းအများကြီးအထောက်အကူပြုစေပါတယ်။အသေးစိတ်ကိုတော့အမားတို့ step to singapore team နဲ့ဆက်သွယ်ပြီးတော့မြင်မြန်လို့ရပါတယ်ရှင်။